အဘိုးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP နဲ့စံကလေးကျေးရွာအုပ်စုတရက်ကုန်းကျေးရွာမှာကျေးရွာရေလံကိုရဲဘိန်လံခင်းကျင်းလုပ်ငန်းဆောင်ရွက်ပြီးစမှုအခြေအနေများကိုဒီကနေ့မနက်ပိုင်းကခရိုင်ဦးစီးမှုနဲ့တာဝန်ရှိသူများကကွင်းစင်စစ်ဆေးပါတယ်။အဲ့လိုကွင်းစင်စစ်ဆေးရမှာ ညောင်လေးပင် ခရိုင်ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှုဦးဆက်နိုင်တုံညောင်လေးပင်ရွနယ်ဦးစီးမှုတော်မီမီအောင်နဲ့တာဝန်ရှိသူများကကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနဲ့တူတရက်ကုန်းကျေးရွာမှာကျေးရွာရဲလမ်းအရှိပေရှိရောင်အကျဲသုံးပြီးဒူးချောက်လက်မကိုရင်ကဖိန်လန်နှစ်လမ်းကင်းစင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကိုကြည့်ရှုစစ်ဆေးပြီးခရိုင်ဦးစီးမှုကကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနဲ့တွေ့ဆုံကောင်း ဆောင်ရွက်ပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုရေရှည်တည်တံ့အောင်သက်ဆိုင်သူအလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်မှာကြပြီးလိုအပ်တာများပေါင်းဆက်ညီနိုင်ပေးပါရယ်။အဆိုပါတရက်ကုန်းကြီးရွာမှာကြီးရွာရေလံကွန်ကရစ်ပိန်လန်နှစ်လမ်းခင်းစင်းလုပ်ငန်းကိုယခုဘဏ္ဍာရေးနှစ်မှာကြီးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရမုံငွေချက်350 ပြည်သူထက်ဝင်ငွေကျပ်၁၀သိန်းစုစုပေါင်းငွေကျပ်၃၆၀နဲ့ကျေလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ဤပညာပံ့ပိုးမှုနဲ့ကျေးရွာသူကျေးရွာသားများကိုယ်တိုင်စတင်မာလာပထမဘက်ကစတင်ဆောင်ရွက်ခဲ့ရောင်းယခုအခါလုပ်ငန်းများရာနှုန်းမြေဆောင်ရွက်ပြီးစီးနေပြီဖြစ်တယ်လို့တင်ပြရရှိပါ